လုံးမင်္ဂလာပါဓမ္မတုတ္တမြဝရချင်းနေရနေပြန်လေးကြိုဆိုပါရယ်ဓမ္မတုတ္တမြဝရချင်းနေအားဆိုလို့ရှိရင်ဓမ္မရေးအဖျားပြတုတ္တရေးအဖျားပြတွေကို ပုံမှန်မြဝေပေးနေတာပဲဖြစ်ပါတယ်ဒီကနေ့မှာတော့ဗုဒ္ဓဘာသာတို့ရဲ့မတိနာမလဲရှိနေတဲ့ဘာသာရေးပြဿနာများမင်းများရှောက်ထားချက်တွေကို ဗုဒ္ဓဘာသာရေးရမှာကျွမ်းကျင်တဲ့ဆရာတော်ဗဒနာဒီလောကသားရရဝေထွန်းကပြန်လည်ဖြေချထားတဲ့အမေးဖြေတွေကိုမျှဝေသွားမှာပဲဖြစ်ပါတယ်။မြိတ်မျိုးက ကြော်ကြော်ကမိထားတဲ့မိခွန်းမှာဘလို့မိထားလဲဆိုတော့ဗုဒ္ဓဘာသာဝင်တွေကတဲ့ဘုရားရှင်ကို အရှိဘက်တောင်ဘက်မျက်နှာတော်မှာလာထားလိရှိပါတယ်တဲ့ဒီရက်မျက်နှာများကိုသာခေါင်းပြူ၍လဲအိတ်တွေရှိကြပါတယ်တဲ့အဘဲကြောင့်မှာလဲဘုရားဆိုတဲ့မိခွန်းကိုဆရာတော်ကဒီလိုဖြေကြားထားပါတယ်ဗုဒ္ဓဘာသာဝင်တွေမှာအလေးပြုအပ်တဲ့အရက်မျက်နှာများအနေနဲ့ဘုရားဟောကြားတော်မူတဲ့ တိမ်ငါလောဝါရတုတ်လို့ရှိပါတယ်အဲ့ဒီတုံးမှာအမိဖာတို့ကို အရှိအရက်လို့တိအပ်ကုန်တယ်ဆရာသမားတို့ကို တောင်းအရက်လို့တိအပ်ကုန်တယ်တာမယာတို့ကို အနောက်အရက်လို့တိအပ်ကုန်တယ်အဆွေခင်ဝင်းတို့ကိုမြောက်အရက်လို့တိအပ်ကုန်တယ်အစီဘားတို့ကို အောက်အရက်လို့တိအပ်ကုန်တယ်တာမနပြမနာတို့ကို အထက်ရက်လို့တိအပ်ကုန်တယ်လို့ပါရှိပါတယ်အဲ့ဒီအထက်ပါ တိမ်ငါလောဝါရာတုတ်အရအလေးပြုတ်အပ်တဲ့အရက်6မျိုးမှာ အထုသဖြင့်အရက်၄မျက်နာလိုမှာမိဘနဲ့ဆရာသမားဆိုင်ရာအရက်မျက်နှာနှစ်ခုကိုရည်မှတ်ပြီးတော့အရှိအရက်နဲ့တောင်ရက်တို့မှာဖျားစင်ထားရှိကိုကိုွယ်တာဥကောင်းပြုလို့ပြီးအိတ်ချင်းဖြစ်တယ်လို့မှတ်သားရပါတယ်လို့ဖြေကြားထားပါတယ်။နောက်မိခွန်းတစ်ခုကတော့တထုံးအောင်ဆရာမေးထားတာပါ။နံပါတ်1မိခွန်းကတော့လူသေးရင်နဲ့ ဝိညာဉ်ကတည်တဲ့သူနဲ့အတူရှိနေပါသလားဖရာတဲ့နောက်နံပါတ်1မိကွန်းကတော့တစီဘဝရောက်နေသူတွေကိုလူများကမိတ်ပေး၍ရပါသလားဖရာတဲ့တင်းချိုင်ဟောင်းတွေကိုနေရာရွှေ့ရမှာတင်းချိုင်ဟောင်းမှာဟောင်းကတစီတွေကို အမိတ်တော်ပြန်ပြီးတော့နေရာအစ်ကိုပို့ရတယ်လို့ကြားရ၍မေ့ရခြင်းဖြစ်ပါတယ်ဖရာဆိုတဲ့အဖြေကိုဆရာတော်ကဒီလိုဖြေကြားထားပါတယ် တည်တဲ့သူတွေရဲ့ဝိညာဉ်ဟာတဲ့ဘဝတစ်ခုကိုမဝင်ရောက်နိုင်မီမှာလွန်ပါနေရတယ်လို့လူအတော်များများကယူဆနေကြတယ်ဒီယူကမမှန်ပါဘူးတတနာဒိဋ္ဌိဆန်တဲ့မိစ္ဆာအယူဖြစ်ပါတယ်အမှန်ကတော့ဒီဘဝမှာဒီဆုံးနာနဲ့တပြိုင်နဲ့ဘဝစိတ်မချဘဝတစ်ခုမှာပရိတန်တွေဖြစ်ရပါတယ်ဝိညာဉ်ကသွာလာနေတယ်လို့ယူဆခြင်းမှာတချို့ပုံကိုယ်တွေတည်ဆုံးပြီးတဲ့နောက်ပိတဘဝကို ရောက်ပြီးတော့တက်ဆိုင်ရာ ပုံကိုယ်တို့အားအနံ့ပေးတာအရေးရောင်ရတာစသည်တွေရှိမှုတဲ့အတွက်တေသူရဲ့ဝိညာဉ်လွန့်ပါနေတယ်လို့ယူဆကြခြင်းဖြစ်တယ်ဒီပေတဘဝအခုလူတို့အခေါ်တဆေဘဝမှာနံဝိညာဉ်ကြီးမဟုတ်ဘဲနဲ့ရုပ်ရောနာရောရှိတဲ့ဘဝပဲဖြစ်တယ်သူတို့ရုပ်သွန်ကဆိုးွားတဲ့အတွက်တကူမြစ်တကူဖြစ်ဖြစ်စေဆေးဝါးဖြစ်ဖြစ်စေကာကွယ်ထားရခြင်းသာဖြစ်ကြောင်းကျမ်းစာတွေမှာ ဆိုပါတယ် တခါတည်းဟာအကြောင်းအားလျော်စွာ၎င်းတို့တွင်ကို ပြသထင်မြင်စေတဲ့အခါအသွင်ဆိုးဝါးပြီးတော့၆လံတကယ်သို့ဖြစ်နေတဲ့အတွက်တစေ၆တတ်တယ်လို့ပါဠိလိုဆွဲပြီးတော့တစေတစေလို့မြန်မာလိုခေါ်ကြခြင်းဖြစ်ပါတယ်ဝိညာဉ်ဘဝဟူ၍ကာမဘုံမှာလုံးဝမရှိကြောင်းဗုဒ္ဓဘာသာတိုင်းမှတ်သားထားကြရလိုပါတယ်။ ဒီပေတလောကသားများဖြစ်တဲ့တစီရီကမြို့ရဲရွာထဲမှာ မနေဝတ်မအောင်လူသွားလူလာနေပါရတင်းချိုင်းတောတောင်စသည်များမှာလာနေကြပါတယ်တကိုးဘုံကနေပါတဲ့အမျိုးအစားဖြစ်တဲ့အတွက်မြို့ရွာမှာဩဇာအာဏာရှိသူတွေရဲ့အမိန့်ဩဇာကိုလိုက်နာချရပါတယ်ဒါကြောင့် အလုယုံဆက်ယုံရုံးဌာနမှာတဦးသေးဆုံးလို့ပေတာဖြစ်ပြီးဆွဲလန်းလာရောက်နေမိဆိုတဲ့အတွက်ဌာနအကြီးမှုဖြစ်သူတွေကအလုကတိုင်းထုတ်လိုက်ကြောင်းနားလိုက်ကြောင်းစသည်ဖြင့်အမိန်ပြန်ကြတာကိုတွေ့ဘူးကြပါလိမ့်မယ်မဟာယာဇဝန်ကြီးတတရာအုပ်189မှာလဲရဲမဲ့အပေါင်းတွေဟာမဟာဓမ္မရာဇာမင်းကြီးကျွန်းဟိုကျင်းက လူကိုထားပြီးနဗလူတစီကိုပင် တော်လဲပြောင်းလွန်လေဤလို့ရှိပါတယ်လို့ဖြေကြားထားပါတယ်။နောက်မိခွင်းတစ်ခုကတော့မလွန်ကအဝင်းကမေးထားတာပါ။နံပါတ်1မိခွင်းကတော့ ဘောရီညောင်ပင်နဲ့ညောင်ပင်ရိုးရိုးထူကြပေါ်ဘောရီညောင်ပင်မရှိတဲ့အရာမှာတခြားညောင်ပင်အားရေသွန်းလောင်းခြင်းပြုနိုင်မပြုနိုင်ကဆုံလာပြည်နေမဟုတ်တဲ့တခြားနေများမှာညောင်ရေသွန်းအပ်မသွန်းအပ်နဲ့လမ်းဘေးမှာညောင်ပင်ဆိုင်ပြိုးပါကအကျိုးရှိမရှိသိလိုပါတယ်ဘုရားဆိုတဲ့မိကွန်းကိုဆရာတော်ကဒီလိုဖြေကြားထားပါတယ်ညောင်ပင်ဟာညောင်ဘုတ်တဟေပြင်းညောင်ညောင်ကြက် ညောင်ချင်းညောင်ချီတော့ညောင်ပိန်နဲ့ညောင်အုပ်ညောင်လန်းညောင်ခရီစသည်ဖြင့်အမျိုးပေါင်းမြောက်များစွာရှိပါတယ်ညောင်ဘုဒ္ဓဟေပင်မှာ အရွက် ဝင်းဝိုင်းအညာအယိုးရှိတယ်ကျောဘက်မှာအစိမ့်ညံ့အောင်ပြောင်ပြောင်လက်လက်ရှိတယ် ဝမ်ဘမှာအကျောများထွက်ပြီးနေပြီးတော့အရွက်ဖြားမှာအမီးဘမှာရွက်ဆွန်းရှည်စာထွက်နေတယ်။အရေးကောင်းပြီးတော့အကိုင်းခက်တွေ အထက်ကိုထောင်းသီးထက်ဘေးကိုဖြားထွက်ပြီးအဝေးကမြင်ရရင်အပင်ဝိုင်းကြီးတစ်ဖွဲတွေ့ရတယ်။တခြားညောင်ပင်မျိုးများထက်ပင်ညောင်ပုတ်တဟေပင်ကအိုရွက်ပင်အရေးကောင်းတတ်ပါတယ်။တခြားညောင်ပင်များများမှာမုတ်ဆိတ်တစ်ဖွဲအမြင်များတွဲလျားကျနေတော့လေညောင်ပုတ်တဟေပင်မှာမုတ်ဆိတ်မြိတ်ကင်းပြီးတော့ရှင်းလင်းတ ਾਇ ရမှုရှိပေတယ်။ဒီ ညောင်မျိုးကိုဗုဒ္ဓဘုရားဖြစ်ရာဟေတုအကြောင်းဟူသောပါဠိကိုဆွဲပြီးတော့ဗုဒ္ဓဟေညောင်ညောင်ဗုဒ္ဓဟေလို့အမည်ပေးတယ်ဗောဓိညောင်မင်းလို့လည်းဆိုတယ်ဗောဓိညောင်အစ်စ်ဟုစစ်ဆိုတာကတော့မေဇီမာဒေတာဗုဒ္ဓဂယာရှိတဲ့ဘုရားပွင့်ရာညောင်ပင်ကိုဆိုတယ်အခုရှိတဲ့ဗုဒ္ဓဂယာညောင်ဗုဒ္ဓဟေပင်မှာ တတ္တယမြောက်တချို့ အဆိုဆိုရင်တော့သရုတ်ထမြောက်ပင်ပွားတော်ဖြစ်တယ်။တိလင်ကအနုယာရမြို့မှာရှိတဲ့တန်ခမိတ်တာဘောရီမှာ ပထမဗုဒ္ဓဟေပင်မင်းရဲ့အကိုင်းကိုစိုက်ပြိုးပြင်းဖြစ်တဲ့အတွက်ဗုဒ္ဓဟေအစ်စ်ဟုပင်ဆိုနိုင်ပါတယ်။အဲဒီမှာအတိရှင်လုံးပါရေးပွားလာတဲ့ညောင်လေးကို အထာဖလာဘောရီမှာဘောရီမှာ၎င်းတိရိနေကမှာ၎င်းပွားတဲ့ ပင်ပွားများပဲဖြစ်တယ်မိမိတို့ရက်ဒေသမှာညောင်ပုတ်ရေပင်ပွားများကိုဘောဒီပင်ဖြစ်နေရေသွင်းပူဇော်ကကုသိုလ်ဖြစ်နိုင်ပါတယ်ဓာတ်တော်မွေတော်ရုပ်ပွားစင်တူတော်များကိုဖရာအစ်စ်နဲ့စေတနာသူထား၍ပူဇော်လျက်အတူတူပင်အကျိုးရာအကြောင်းပါဠိတော်မှာ ပြဆိုပါရယ်။ညောင်ရီသွန်းလောင်းရာ၌ကနွေရာသီပူပြင်းတဲ့လတွေမှာနေ့စဉ်ပင်သွန်းလောင်းပြီးကုသိုလ်ယူနိုင်ပါရယ်။ လေဒီဆရာတော်ဖျားကြီးကလည်းဘောဒီဘင်ကိုအစင်ရေသွန်းလောင်းကမြဲပြူချောင်းသိရပါတယ်လေးစားရုတ်တဲ့အပ်တဲ့ဘောဒီညောင်မျိုးမှတပါတခြားညောင်ပေများကိုလန်ခီးမှအရိတ်ခုနိုင်ရန်စိုက်ပြွားမှုကဇေယတဆောင်ဆောက်တည်လာအကျိုးများလာကြောင်းကြမ်းကံများမှာဆိုပါတယ်လို့ဖြေကြားထားပါတယ်နောက်နံပါတ်1မိကွန်းကတော့အဖျားဖျားအနိကစားတဲ့အတိတ်ပဲနဲ့ ရုပ်ပွားတော်များကို အနေကစားမတင်ကကိုကိုွယ်တဲ့မတဲ့စုံလင်းစွာတိလိုပါသည်ဖျားလို့မိထားတဲ့မိကွန်းကိုဆရာတော်ကဒီလိုဖြေချထားပါဗျ။ဗုဒ္ဓရုပ်ပွားတော်များကို ကိုကိုွယ်ပူဇော်ကြရမှာအနေကစားတင်မှ ကိုကိုွယ်ပူဇော်ရသည်မဟုတ်ပါဘူး။ပုံတော်ထုလုပ်ပြီးတော့ဗုဒ္ဓရုပ်ပုံတော်ပြည်ပြင်းနေလျင်ပင်ကိုကိုွယ်ပူဇော်ရိုက်နေပါပြီ။ဒါပေမဲ့ဗုဒ္ဓဘာသာဝင်တို့ကမိမိတို့အိမ်ကျောင်း စသည်တော့မှာဗုဒ္ဓရုပ်ပါတော်များကိုးပွဲပူဇော်ကြရမှာအမွန့်တင်အတရေဖွင့်တဲ့အနေဖြင့်ဗုဒ္ဓဘိတိကမင်္ဂလာလို့အမည်တက်ခါတန်ဃာတော်များကို ပြင့်ပြီးတော့အနေကစားတင်စီကြပါတယ်အနေကစားတင်တဲ့ဟိုဆိုတာကတော့မြတ်စွာဘုရားဘုရားအဖြစ်ကို ရောက်တော်မူဇဗောဓိမံတိုင်းမှာအနေကစားတိတန်တန်ရန်စတဲ့သုံးဃာထာကိုမနတာဥဒန်းအနေနဲ့နှလုံးသွင်းရွတ်ဆိုတာ နောက်ရရရာဟဝေစတဲ့သုံးခါထာကိုဥရန်အနေနဲ့နှုတ်တော်မြတ်ဆွေမြတ်ဆိုရွဆိုပြီးတော့၎င်းဥရန်ကျူးယံခဲ့ပါတယ်ဒီခါရတော်များနဲ့ပြိဿသမုပ္ပပဋ္ဌာန်းစတဲ့ပါဠိတော်တွေဩဂောဒနာဂါထာတွေဂုံတော်ပြိတ်တော်စတီတို့ကိုတန်ဃာတော်တွေကရွဆိုပြီးတော့အမွန့်တင်အတရေဖွင့်တော်မူကြပါတယ်အဲ့ဒါကို အနေကစား တင်တယ်လို့ဩဟာရပြုကြတာပါအဲ့ဒီလိုဗုဒ္ဓဘိတိကမင်္ဂလာအနေကစားတည်ခြင်းဖြင့်ဘုရားကိုကိုယ်၍ကုသိုလ်ပွားရခြင်းမှာကျက်တည်မင်္ဂလာဖွံ့ဖြိုး၍အကျိုးရှိမည်မှာအထူးပြောရမည်မလိုတော့ပါဘူးလို့ဖြေကြားထားပါတယ်